နိုးပါထပါမိတ်ဆွေနေ့တနေ့ရဲ့နနေ့စစောအချိန်ကဘုရားတခင်နဲ့အချိန်ပို့တော့အကောင်းဆုံးအချိန်ဖြစ်တယ်။ဒါမဲ့ကျမတို့တခါတလေမှာထားဖို့အတွက်အလွန်ခက်ခဲတယ်။ညနဲ့အိတ်တာဖြစ်စီပင်ပန်းတာဖြစ်စီပြင်းတာဖြစ်စီအလန့်မြည်တဲ့အချိန်မှာတော့ကျမတို့ပိတ်ပြီးမှပြန်အိတ်သွားတတ်ကြတယ်။ဒါမဲ့ဆလန်ဆီယာကပြောတယ်ဆလန်အခန်းကြီး59အပိုင်ငယ်10မှာ"အိုငါဝိညာဉ်နိုးလို့ထားလို့တယောနဲ့စောင်းလို့နိုးလို့ငါလဲစစောနိုးမိ။မနဲ့မိုးလင်း မနဲ့အစောကြီးထပြီးမှတင်ဆုတောင်းတဲ့အခါမှာကျမတို့ဝိညာဉ်ထဲမှာလန်းဆန်းခြင်းလွမြောက်ခြင်းကျမတို့ဝိညာဉ်ရေးရာကိုတိုးတက်ကောင်းကြီးဖြစ်စေတာဖြစ်တယ်ဒါကြောင့်မို့ယေရှုကမနဲ့အစောကြီးဖခမဲတော်နဲ့အချင်းယူတယ်ပြီးမှတနေကုန်သူ့ရဲ့အမှုတော်ဆောင်ခြင်းဖခမဲတော်လုတ်ခိုင်းတဲ့အရာတွေဖြစ်နေတယ်။ဒီနေ့ကျမတို့လည်းနေ့တစ်နေ့အစမှာဖခင်နဲ့အစပြုတဲ့အခါမှာတနေ့လုံးကိုကျမတို့အုပ်ဆိုးပြီးသားဖြစ်သွားတယ်။နေ့တစ်နေ့လုံးမှာဖခင်သခင်ကတာဝန်ယူပေးတာဖြစ်သွားတယ်။ဟာလေလုယာအာမင် ပြီးတော့နည်းနည်းအစိုးရလို့ပြောတဲ့အခါမှာအထူးဖြင့်3နာရီ5နာရီကြာအချိန်ဟာအထူးဖြင့်ဝิญဉ်ဆိုးတွေအာကျမတို့ရဲ့ယဉ်သူကအထူးဖြင့်အလုံးလုံးတဲ့အချိန်ဖြစ်တယ်အဲ့ဒီအချိန်မှာဝิญဉ်ဆိုးတွေကတကောအကြီးဆုံးအချိန်ဖြစ်တယ်ပြီးတော့တစ်ဖက်မှာလည်းအဲ့ဒီအချိန်မှာကောင်းကင်တမန်တွေအလုံးလုံးတဲ့အချိန်ဖြစ်တယ်အဲ့ဒီအချိန်ကမိတ်ဆွေရဲ့အသက်တာအတွက် နမိတ်လက္ခဏာတွေမြင်ရတဲ့အချိန်ဖြစ်တဲ့တင်းရဲ့ပန်းတိုင်းနဲ့ခေါ်ခြင်းတွေကိုရှာဖွေတွေးကြည့်တဲ့အချိန်ဖြစ်တဲ့ဖိုးဖောင်မှုတွေကိုရရှိတဲ့အချိန်ဖြစ်တဲ့တင်းရဲ့ဆုတောင်းခြင်းတွေအဖြေရနိုင်တဲ့အချိန်ဖြစ်တဲ့အဲ့ဒီအချိန်ကမိတ်ဆွေအတ္တအတွက်ကောင်းရင်တကားပွင့်လက်တဲ့အချိန်ဖြစ်တဲ့အဲ့ဒီအချိန်ကမိတ်ဆွေဘဝအတ္တမှာ revelation တွေကိုဖခင်တခင်ဆီကနေ download ရနိုင်တဲ့အချိန်ဖြစ်တဲ့ ဘုရားတခင်ကတင့်ကိုစကားပြောတဲ့အခါမှာတန်ဖိုးရှိတဲ့အရာတွေအရေးကြီးတဲ့အရာတွေပြောတဲ့အခါမှာသလောကလုံးစူညံပွက်လောရိုက်ပြီးမှ လောကရဲ့အတန်တွေလူတွေအတန်တွေနဲ့ပြည့်နေနေတဲ့အဲ့ဒီအချိန်မှာစကားမပြောချင်ဘူး။ไอ้ไส้တဲ့အချိန်မှာဖယားတခင်စကားပြောခြင်းတယ်အဲ့ဒါကြောင့်မို့တခါတလေဖယားတခင်တင့်ကိုနိုးတာဖြစ်တယ် ဒါပေမဲ့တခါတလေမှကျွန်တော်တို့နားမလဲဘူး။ဘာကြောင့်လဲ။မနေ့ကလက်ဖက်တော့အရန်စားများသွားလို့လား။ဒါမှမဟုတ်သစုံတစ်ခုကြောင့်မို့အိတ်မပြောတာလားဆိုပြီးဖိပြီးမှကျမတို့ကစ조사ပြီးမှအိတ်ဖို့အတွက်ဆုံးဖြတ်တယ်။ဖရာသခင်ကတင့်ကိုနိုးတယ်ဆိုတာကိုတင့်ကိုသိစေချင်တာဖြစ်တယ်။အဲ့ဒီအချိန်မှပဲရှမွေလာကိုလည်းဖရာသခင်နှိုးခဲ့တယ်။ အဲ့ဒီအချိန်မှာသူကအေးလီစီကိုပြေးသွားတယ်အေးလီကသူ့ကိုတင်ပေးတယ်ဒီတစ်ခါနိုးတဲ့အခါမှာကိုရီးယားကျွန်ရှိတယ်မိန်တော်မူပါလို့ဖျားသခင်ကို respond လုပ်ခိုင်းတဲ့အခါမှာရှမွေလာကကျွန်ုပ်ရှိပါတယ်ကျွန်ုပ်ကိုစကားပြောပါလို့ဖျားသခင်ကိုပြန်ပြီးမှထူးတဲ့အဲ့ဒီနေ့ကနေစပြီးရှမွေလာရဲ့ဘဝအတ္တတာမှာဘယ်တော့မှမတူတော့ပါ။ तू ဟာ တိုင်းနိုင်ငံရဲ့ prophet ဖြစ်လာတယ်။ဖယားတခင်သူ့ကိုအသုံးပြုတယ်။တည်တဲ့အထိသူ့ကိုအသုံးပြုတာဖြစ်တယ်။ဒီနေ့မိတ်ဆွေဖယားတခင်ခေါ်တဲ့အခါမှာတင်ထူးတဲ့သူလား။ဖယားတခင်ခေါ်တဲ့အခါမှာ ထူးတဲ့သူကိုဖယားတကင်အဲ့လူနဲ့အတူအလလုံးကျင်တယ်ဖယားတကင်အဲ့လူကိုနက်နဲတဲ့အရာတွေကိုဖွင့်ပြကျင်တယ်အဲ့လူတွေကဖယားတကင်နှလုံးသားကိုနားလဲရတဲ့အခွင့်ကိုရတယ်အဲ့လူတွေကနမိတ်လက္ခဏာတွေကိုလူတွေမသိနိုင်တဲ့နမိတ်လက္ခဏာတွေတကိုးတွေဗိတ်သိမ့်ခြင်းတွေအခွင့်အာဏာတွေကိုရရှိတဲ့သူတွေဖြစ်တယ်ဒါကြောင့်မို့ဖယားတကင်တင့်ကိုနိုးတဲ့အခါမှာ တင်ဆက်ပြီးမှအိမ်မလားဒါမှမဟုတ်တင်ကအကျွန်ုပ်ရှိပါတယ်အကျွန်ုပ်ကိုမိန်ပါအကျွန်ုပ်ကိုပြောပါလို့ဖျားသခင်ကိုပြန်ပြီးမှတုံ့ပြန်တဲ့သူဖြစ်မလားဖျားသခင်ကဒီနေ့အရေးမကြီးဘဲနဲ့ဘာမှတင့်ကိုပြောစရာမရှိဘဲနဲ့တင့်ကိုမနှိုးဖြစ်တယ် သူတင့်ကိုနိုးတဲ့အချိန်တိုင်းမှာအတိတ်ပဲရှိတယ်။တခါတလေမှာတင့်ကိုတမိသားစုအတွက်ဆူတောင်းခိုင်းတယ်။တခါတလေမှာတင့်ကြုံတွေ့ရမယ့် NDA တွေကနေဖယားတွေကွဲကပေးခြင်းနဲ့တော့တင့်ကိုကြိုဆူတောင်းခိုင်းတယ်။တခါတလေမှာတင့်ကိုယူပါယုံတွေကိုပြခြင်းနဲ့အတွက်ကြောင့်မို့တင့်ကိုနိုးတယ်။အခါကဖယားတခင်နဲ့အစိုးရကျမကိုနိုးတဲ့အချိန်မှာကျမအရန်တော့အိတ်ချင်တယ်ဒါပေမဲ့ဖယားတခင် ပြန်အိတ်လို့ရှင်လဲကျမစိတ်ထဲမှာစိတ်ပျော်မှာမဟုတ်ဘူးအဲ့ဒါကြောင့်မို့ကျမထပြီးမှအရာအိတ်ချင်မှုသူနဲ့ကျမထပြီးမှကျမဖရားရဲ့မျက်မှောက်တော်မှာထိုင်တဲ့အခါဖရားတခင်ကျမကိုယူပါယုံပေးတယ်အဲ့ဒီယူပါယုံကကောင်းကင်ပွင့်လင်းနေတဲ့ယူပါယုံဖြစ်တယ်အဲ့ဒီယူပါယုံကနေ ကျန်းစာအုပ်ရွှေရုံကျန်းစာအုပ်ကအော်အထက်ရက်ကနေကြာလာတယ်ပြီးတော့လူတယောက်ရဲ့လက်မမပါဘဲနဲ့အရှိကနေအနောက်ကိုလန်းတယ်အနောက်ကနေအရှိကိုလန်းတယ်ကျမကအဲ့ဒီယူပါယုံကိုတွေ့တဲ့အခါမှာဝေါအရန်လာပါတဲ့ယူပါယုံမင်းငါဖရရဲ့ယူပါယုံကိုတွေ့ပြီးဆိုအရန်ဝမ်းမြောက်နေတယ်အဲ့ဒီအချိန်မှာဖရတကယ်တချိန်တည်းမှာပဲကျမကိုစကားပြောတယ် တခြားအရာတွေကိုမရှာဘဲနဲ့နှုတ်ကပတ်တော်ကိုရှာဖွေပါငါ့ကိုရှာပါလားလို့ဖယားသခင်ပြောတဲ့နေ့ကနေစပြီးကျမအလုထွက်ဖို့အတွက်ဆုံးဖြတ်တယ်အမှုတော်မြတ်ထဲမှာဖူထိုင်ဖယားရဲ့အမှုတော်ဆောင်ဖို့အတွက်ဆုံးဖြတ်တယ်တခါဖရာသခင် ကျမကိုနိုးတဲ့အချိန်မှာ ကျမက yes ဆိုပြီးမှနားထောင်ပြီးကျမသွားလိုက်တဲ့အချိန်မှာကျမရဲ့ဘဝအတ္တမှာနှောင့်နှေးကြံ့ကြာနေတဲ့ကောင်းကြီးမင်္ဂလာတွေကတစ်ချိန်တည်းမှာပဲရောက်လာတာဖြစ်တဲ့ မိတ်ဆွေမိတ်ဆွေရဲ့ဘဝအတ္တမှာဘယ်အရာတွေကကြန့်ကြာနေတယ်လဲဖယားလခင်တင့်ကိုခေါ်နိုးတဲ့အချိန်မှာဖယားလခင်တင့်ကိုခေါ်တဲ့အခါမှာတင်ထတော့သူဖြစ်စေပါဒါကြောင့်မိတ်ဆွေ노ပါထားပါ may god bless you